မြမလက်ရွေးစဉ်အမျိုးသမီးတင်ခြေစစ်ပွဲအောင်မီခြေစစ်ပွဲအောင်မီအဲ့လိုပြောလိုက်လို့အားလုံးကတော့ဟာမြမလက်ရွေးစဉ်အမျိုးသမီးတင်ရကွာပထမတပွဲပဲရှင်ပြိုင်ကစားရသေးတယ်ခြေစစ်ပွဲအောင်မီလို့တက်အကြီးပြောနေအောင်မြဆရာကြီးလားလို့ကျွန်တော်နည်းနည်းလေးတော့ဝေဖန်ကြလိမ့်မယ်ဒါပေမဲ့ကျွန်တော်ရဲ့အတွေ့အကြုံအရပြောရမယ်ဆိုရင်အုတ်စုပွဲစဉ်တပွဲစီကစားပြီးတဲ့အချိန်မှာအားလုံးရဲ့ခြေစွမ်းတွေကိုကြည့်လိုက်ခြင်းအပြင် မြောက်လေယူစင်မြို့သူမိအတင်ကအုပ်စုစီရဲ့ပထမနေရာကနေပြီးတော့တသိနဲ့တင့်မဲ့ခြေစစ်ပွဲကိုအောင်မြင်သွားပြီလို့ကျွန်တော်သုံးသပ်ချင်ပါတယ်။ Okay မြောက်လေယူစင်အမျိုးသမီးအတင်နဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းတို့ရဲ့2026အာရှပလားခြေစစ်ပွဲအုပ်စုဒုတိယပွဲစဉ်ကိုဇူလိုင်လ2ရက်နေ့မှာရန်ကုန်မြို့သူနာကွင်းမှာရှင်ပြိုင်ကစားသွားကြမှာဖြစ်ပါတ ဆိုတော့ဒီအုပ်စုစီမာကမြန်မာလူရည်စင်အမျိုးသမီးအသင်းအနေနဲ့တက်မင်နစ္စတန်ဘင်္ဂလားဒေ့ရှ်ဘာရင်အသင်းတို့နဲ့တအုပ်စုရဲ့ကြာရုံနေပြီးတော့အုပ်စုကနေပြီးတော့တသင်းတွေကသာခြေစစ်ပွဲကို အောင်မြင်နိုင်မှာလည်းဖြစ်ပါတယ်။ဆိုတော့ဒီအုပ်စုမှာမြန်မာအသင်းအနေနဲ့ခြေစစ်ပွဲအောင်ဖို့အတွက်ဆိုလို့ရှိရင်ပြန်ပြည့်အသင်းသုံးသင်းစလုံးကိုအနိုင်ရအောင်ရှင်းပြန်ကစားဖို့လိုအပ်တာဖြစ်တယ်။အသင်းတိုင်းအတွက်လည်းခက်ခဲတဲ့ပွဲစဉ်တွေဖြစ်ပါတယ်။ ဆိုတော့အဆုပထမအဖွင့်ပွဲစဉ်မှာမြန်မာလူရည်စင်အမျိုးသမီးအတင်းအနေနဲ့ Top Minister အတင်းကို69မရှိနဲ့အနိုင်ရပြီးတော့နောက်ဆင့်အတွက်အချိန်ကြီးကောင်းခဲ့တယ်ပေါ့ဗျာအခုလာမဲ့ဘင်္ဂလားဒေ့ရှ်အတင်းနဲ့တွေ့ဆုံမှုကခြေစဝဲအောင်ဖို့အတွက်အဆုံးဖြတ်ပွဲစဉ်တစ်ပွဲလို့ပြောရမှာဖြစ်ပါတယ်ဆိုတော့ဒီအဆုမှာကဘာရိန်းနဲ့ Top Minister အတင်းတို့ရဲ့ ခြေစွမ်းတွေကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာတန်မှန်လောက်ပဲရှိပါတယ်။ဆိုတော့အထူးသဖြင့်မြန်မာအသင်းရှင်ပြန်ရမယ့်အသင်းကဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းဖြစ်နေတာပေါ့လေ။ဆိုတော့အုပ်စုဒုတိယပွဲမှာဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းနဲ့တွေ့ဆုံရမှာကမြန်မာအသင်းအတွက်တကယ့်ကိုကောင်းမွန်တဲ့အချက် ဖြစ်တယ်လို့ဒီပွဲကအုပ်စုတည့်ရေးအဆုံးဖြတ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်ပရိသတ်တွေအားလုံးလည်းသူ့နာကွင်းအတွင်းကိုအပြည့်အဝလာရောက်အားပေးကြဖို့လိုအပ်တယ်လို့ မြောက်လက်ရွေးစဉ်မျိုးသမီးတင်းရဲ့ကစားမတွေအနည်းနဲ့လေခါတိုင်းပွဲတီတဲ့ပို့ပြီးတော့အားထက်ရှင်ပြိုင်ကစားလာမယ်လို့ယူဆပါတယ်ဆိုပြီးခဲ့တဲ့ပွဲလေးတွေကိုပြန်ကြည့်မယ်ဆိုရင်မြောက်တင်းနဲ့ရင်ဆိုင်မဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအတင်းကဘာရင်းအတင်းနဲ့အတွေ့မှာခုနှစ်ဂိုးကုန်မရှိနဲ့အနိုင်ရပြီးတော့သူကလည်းအဖွင့်ပွဲမှာအနိုင်ရထားတာဖြစ်ပါတယ်ဆိုဘင်္ဂလားဒေ့ရှ်အတင်းရဲ့ခြေစွမ်းပိုင်းနဲ့ကစားသမားရဲ့စုဖွဲ့မှုပိုင်းကို ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘာရင်ကို9ပြန်နဲ့9လောက်တာကနိုင်လိုက်တာကျွန်တော်တို့အရင်ချီကျူးစရာတော့မမြင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူနဲ့တွေ့ခဲ့တဲ့ပြန်ဖက်ဘာရင်အသင်းရဲ့အားနည်းမှုညံ့ဖျင်းမှုတွေတော်တော်လေးကိုများခဲ့တာအဲ့ဒီဘက်မှာတွေ့ရပါတယ်။ဆိုတော့ကိုသမားလည်းတော်တော်လေးညံ့ပါတယ်။ကိုသမားညံ့လို့လည်းအဲ့လောက်ထိ9လောက်ထိဂိုးပြတ်ခဲ့ရပါဘူး။ဆိုတော့ ဘင်္ဂလားဒေ့ရှ်အတင်းကအရန်ကြီးကောင်းနေလို့ခုနှစ်ခုပြည့်နေနိုင်ထားတာတော့မဟုတ်ပါဘူး။ဆိုအဲ့ဒီကဒါပေမဲ့ဘင်္ဂလားဒေ့ရှ်မှာကျွန်တော်တို့ကြည့်ကြည့်ရမယ့်အချက်ကတော့ဗာရင်အတင်းရဲ့ပွဲမှာသူတို့လုတ်ပြသွားနိုင်တဲ့အပိုင်းကဘာတွေလဲဆိုတော့အမြင့်ဘောတွေကိုတုံးပြူပြီးတော့ဂိုးရရဖို့ကြိုးစားတယ်လို့အဝေးကန်ချက်တွေနဲ့ဂိုးရရဖို့ကြိုးစားကြရုံနဲ့ကျွန်တော်တွေ့ရပါတယ်။ နောက်တစ်ချက်ကဘာရင်အသင်းနဲ့ပွဲမှာတပွဲလုံးညတောင်ပန်းညချမ်းကိုပဲအတုံးပြူပြီးတော့တစ်ဖက်အသင်းရဲ့ခံစည်းကိုထိုးပေါက်သွားတာကိုကျွန်တော်တွေ့ရပါတယ်ဘာဘင်္ဂလားဒေ့ရှ်အသင်းမှာဒီကစောင့်ကြည့်ရမယ့်ကစားသမားတွေအနေနဲ့ကတော့ကျွန်တော်တို့ကျွန်းနံပါတ်20ရှက်ဆွန်နဟာရှိမယ်ကျွန်းနံပါတ်10မာရီယာရှိမယ်ကျွန်းနံပါတ်10တိုဟူယာဒီလိုကစားသမားမျိုးတွေကတော့ဘင်္ဂလားဒေ့ရှ်အသင်းမှာအကျွန်တော်တို့ ီမြန်မာအသင်းမှာရှိတဲ့စမ်းတော်တော်တို့ဝင်းဝင်းတို့မိထက်လူတို့လို့ကစားသမားမျိုးတွေလို့ပြောလို့ရပါတယ်ဒီကစားသမားတွေကိုတော့မြန်မာအသင်းရဲ့နီးပြဥကီတက်စုတို့အနေနဲ့ဘလို့သူတို့ထိန်းချုပ်ဖို့ဘလို့ပြင်ဆင်လာမလဲဆိုတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်အသင်းကအဲ့ဒီကဘာရင်းအသင်းရဲ့ကိုဘောချင်းချောက်မှုတွေ တိတ်ပြီးတော့မခံခဲ့ရသလိုကိုသမားရဲ့စွမ်းဆောင်ရည်တော်ကျွန်တော်တို့ကတိတ်မသိလိုက်ပါဘူးဆိုတော့မြန်မာအသင်းရဲ့အတွေ့အမှာဘင်္ဂလားဒေ့ရှ်အသင်းဘယ်လောက်ထိပြိုလဲမလဲဆိုတော့ကျွန်တော်ကအဓိကစောင့်ကြည့်ရမှာဆိုတော့လက်ရှိအုပ်စုတွေတပွဲကစားပြီးတဲ့အချိန်မှာနှစ်သင်းစလုံးကအဖွင့်ပွဲမှာဂိုးပြတ်ရလက်တီနဲ့နိုင်ထားတယ်မြန်မာအသင်းကတော့၈ဂိုးဆိုတော့အုပ်စုပထမနေရာကနေရက်တီနေတာပေါ့လေဆိုတော့ဒီပွဲမှာဘင်္ဂလားဒေ့ရှ်အသင်းကိုကျွန်တော်ကကြောက်စရာတော့မဟုတ်ပါဘူး တချင်ကဘင်္ဂလားဒေ့ရှ်ဆိုတာမြောက်လေစင်မြို့သမီးအတင်းနေနဲ့အမြဲတမ်းဆိုသလိုအနိုင်ရထားတဲ့အတင်းတင်းဖြစ်တယ်လို့ဂိုးပြတ်ရလက်ဒီနဲ့အရင်းနေထားတဲ့အတင်းလေးဖြစ်ပါ2018ခုနှစ်လောက်မှာထိတိုက်တွေ့ဆုံမှုတွေရပြန်ကြည့်မယ်ဆိုရင်မြန်မာအတင်းက၅ခုလောက်ထိဂိုးပြတ်နဲ့အနိုင်ရထားတာဖြစ်ပါတယ်ဆိုတော့နောက်ပိုင်းနှစ်တွေမှာဘင်္ဂလားဒေ့ရှ်အမျိုးသမီးအတင်းရဲ့တိုးတက်လာမှုတွေကတော့ပြီးခဲ့တဲ့ဘာရင်းအတင်းနဲ့အတွေ့မှာကျွန်တော်တို့အနေငယ်ချီးကျူးရမှာဖြစ်ပါတယ် ဒါပေမဲ့မြန်မာအသင်းအတွက်တော့ဘင်္ဂလားဒေ့ရှ်ကပြန်ပြန်ကောင်းကြီးတော့ဖြစ်မနေပါဘူးဆိုတော့ဘာရင်းကို9ခုလောက်တွင်းခဲ့တဲ့ဘင်္ဂလားဒေ့ရှ်အနေနဲ့မြန်မာအသင်းနဲ့အတွေ့မှာတေချာပေါက်ပြိုလဲသွားမှာပါဆိုတော့ပြိသက်ဒီအနေနဲ့လည်းဒီပွဲကမြန်မာအသင်းအတွက်အရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့တကယ်ကိုစိတ်လှုပ်ရှားစရာပွဲကောင်းတစ်ပွဲအဖြစ်မြင်တွေ့ရမှာဖြစ်လို့သူ့နဲ့ကွင်းထဲကို ွားရောက်ကြည့်ရှုကြဖို့လေမမေ့ဘူးကျွန်တော်ကတော့ဒီနေ့ကနေပြီးတော့မှာလိုက်ချင်ပါ Okay ဂျာပြတ်တစ်ဖက်ကမြန်မာလူရည်စင်မျိုးသမီးအသင်းပချံကိုကြည့်မယ်ဆိုရင်နီးပြဂျပန်လူမျိုးနီးပြ Okay တဆူကိုလက်ထက်မှာမြန်မာလူရည်စင်မျိုးသမီးအသင်းရဲ့ပုံစံကနည်းနည်းလေးအတက်ဘက်ကိုရောက်လာတာကိုကျွန်တော်တွေ့ရပါတယ်ဆိုပွဲစဉ်တိုင်းမှာဂိုးတွေတိုက်စစ်ပိုင်းဂိုးသွင်းနိုင်တဲ့စွမ်းဆောင်ရည်တွေပို့ပြီးတော့ရှိလာသလိုအခုဆိုရင်လူငယ်မျိုးဆက်တစ်တွေဖြစ်တဲ့ ဝင်းဝင်းတို့စံတော်တော်တို့မိထက်လူတို့ဒီလိုကစားမမျိုးတွေကလည်းပွဲတိုင်းလူတို့ကိုယ်တွေတွင်းလာနိုင်တဲ့အနေထားတော့မြမလက်ယူစင်မျိုးသမီးအသင်းအတွက်တကယ့်ကိုကျင်းနေစရာကျင်းနေတခုလို့ပြောမှာဖြစ်ပါဒီအချိန်နေဖြစ်အောင်အသင်းကိုတိဆောက်ထားနိုင်တဲ့နိပြဥကီတက်ဆူတို့ရဲ့နိပြူဟာနဲ့ဆွမ်းဆောင်မှုတွေကတော့ကျွန်တော်ကအတိအမှတ်ပြောမှာဖြစ်ပါဆိုတော့ အဖွဲ့ပွဲစဉ်မှာတက်မင်နစ္စတန်အသင်းကို19ပြတ်နဲ့အနိုင်ရလိုက်တဲ့အခြေအနေကဘင်္ဂလားဒေ့ရှ်အသင်းလိုတော့မဟုတ်ပါဘူးမြန်မာပြည်နဲ့ရှင်ပြိုင်ခဲ့ရတဲ့တက်မင်နစ္စတန်အသင်းကဘာရင်းတတော်ခြေစွမ်းပိုင်းကောင်းတဲ့အသင်းလို့ပြောမှာဖြစ်ပါဒီလိုအသင်းမျိုးမြန်မာအသင်းက19တိဂိုးပြတ်ရလနဲ့အနိုင်ရအောင်စွမ်းဆောင်ခဲ့တာလည်းဖြစ်ပါအထူးသဖြင့်တော့ခန္ဓာကိုယ်အကောင်တီးတီးနဲ့ ကိုယ်ရရဖို့အတွက်နေရာယူတတ်တယ်လို့လူကောင်ထွားတော့အကောင်ကြီးတွေတော့ဝင်းတိုးပြီးတော့အဆုံးသက်ပိုင်းနေတည်ကြတဲ့လူငယ်တိုက်စီမှုဝင်းဝင်းကိုတော့ကျွန်တော်ကတော်တော်လေးချီးကျူးအောင်မှာဖြစ်ပါတယ်။တက်မင်းနစ်စတန်အသင်းရဲ့ပွဲမှာလည်းပဲသူ့ရဲ့ hatred twin goal တွေကိုမြင်တွေ့ခဲ့ရတယ်လို့သူ့ရဲ့စွန့်ဆောင်မှုတွေနဲ့ twin goal တွေရဖို့အတွက်သူဒီဟိုတစ်ဖက်ကစားမားတွေကဘောလုံးတွေဖြတ်တင်ပေးမှုလောက်တော့မဲ့အချိန်မှာ သူယူထားတဲ့နေရာယူမှုတွေကလည်းတကယ်ကိုကောင်းမွန်တော့တွေ့ရပါတယ်။တော်တော်လေးကျေနပ်စရာ ကောင်းပါတယ်။ဒါနောက်ပွဲတွေမှာလည်းဝင်းဝင်းရဲ့ twin goal တွေကိုထပ်မံပြီးတော့မြင်တွေ့ရဖို့အတွက်ကျွန်တော်ကမျှော်လင့်ပါတယ်။ဆိုတော့နောက်တစ်ချက်ကတော့ဒီမီထက်လူပေါ့။မီထက်လူကဒုတိယပိုင်းမှာ ဝင်ပြီးတော့ကစားတာဖြစ်ပါတယ်။အဲ့ပွဲကမီထက်လူမပါလဲတက်ကမင်းနစ်စတန်အသင်းကိုမြန်မာအသင်းအနေနဲ့ကိုးပြတ်နိုင်နိုင်ရရှိမှာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာမေထက်လူပါလာလိုက်တဲ့အခါမှာမြမတင်းပို့ပြီးတော့ကောင်းလာခဲ့သလိုမေထက်လူရဲ့ပုံစံကသူ့ရဲ့ကစားဟန်တွေကဥရောပကစားဟန်တွေရှိတယ်ပြိုင်ပွဲအသင်းတွေကိုအလိန်ခောက်တင်တဲ့ဂိုးတွေရဖို့အတွက်လည်းသူများကဖြတ်တင်ပေးမှမဟုတ်ပဲနဲ့ကိုကိုတိုင်းဖန်တီးပြီးတော့ဂိုးရယူနိုင်တဲ့ကစားမမျိုးလည်းဖြစ်ပါဆိုဘောလုံးကစားတဲ့နေရာမှာကိုခံစွမ်းအားကြီးမဟုတ်ဘဲနဲ့အုံနှောင်းနဲ့ကစားတဲ့ ဘလုံးသမားတယောက်လို့ပြောရင်လေမမားပါဆိုတော့မိတဲ့လူလူကစားမမျိုးမျိုးလက်ယူစဉ်မျိုးသမီးအသေးမှာမျိုးဆက်သစ်တယောက်အနေနဲ့ရှိနေတာကျွန်တော်တို့ပြိသက်တွေအတွက်တကယ့်ကို အားရပါတယ်ဆိုတော့ပြန်ပွဲတစ်ပွဲတိုင်းပြန်ပွဲတိုင်းပြန်ပွဲတိုင်းမှာဗျာကျွန်တော်တို့ရှိတော်အားရှပဲဖြစ်ဖြစ်အားရှပဲဖြစ်ဖြစ်မြန်မာအသင်းကအမြဲတမ်းဆိုလိုရှုံးနေတယ်ဆိုတဲ့အနေအထားမျိုးတော့ကျွန်တော်ကမလို့ချင်းဘူးအထူးသဖြင့်တော့အိန္ဒိချင်းပြိုင်ဘက်တွေဖြစ်တဲ့ဗီယက်နမ်တို့ထိုင်းတို့နဲ့အတွေ့မှာနိုင်ချင်းတယ်ဒီလိုနိုင်ချင်းတဲ့အတွက်လည်း ဒီလိုကစားသမားကောင်းတွေရှိလာတာပေါ့ကြိုးစိုးတယ်ဒီလိုကစားသမားကောင်းတွေရှိမှလည်းကျွန်တော်တို့အနိုင်ရမှာထားပါတော့ဒါကမိထက်လူအကြောင်းပြောတာပေါ့မိထက်လူကအဲ့ဒီနေ့ကပွင့်ပါဆိုလို့ရှိရင်ဟိုတွင်ကိုတကိုတွင်ခဲ့တယ်ဒါပေမဲ့ဒီထက်တောင်ပို့ပြီးတော့ခိုးတွေရတင်ပါတယ်သူနည်းနည်းလေးစိတ်လောနေတဲ့အနေထားမျိုးတွေရှိလို့သာခိုးတွေမရခဲ့တာဘင်္ဂလားဒေ့ရှ်အတင်းနဲ့ပွဲမှာတော့နိပြိုက်ဦးကီတက်ဆူရိုအနေနဲ့ကျွန်တော်ထင်တယ်မိထက်လူကိုပထမပိုင်းတည်းကထည့်သွင်းအသုံးပြုမယ်ဆိုရင်တော့ပို့ပြီးတော့ မှန်မယ်လို့တော့ထင်ပါတယ်ကျွန်တော်တော့ဘရမဘိုင်းနေရာထည့်ကစားစေချင်ပါတယ်ဆိုတော့ကျွန်တော်ကဘင်္ဂလားဒေ့ရှ်အတင်းကကျွန်တော်ရဲ့ပြိုင်ဖက်ကြီးမဟုတ်ဘူးငကိုကလေးကအများရန်ဆိုလို့အနိုင်ရလေးရှိတဲ့အတင်းဆိုမဲ့ဒီကနေ့ဘင်္ဂလားဒေ့ရှ်ရဲ့ပုံစံကခြေစောင်းပိုင်းတူတက်မှုတွေရှိလာတယ်စောစောကပြောသလိုပဲဖြတ်တင်ဘောတွေကောင်းတယ်အမြင့်ဘောတွေကနေပြီးတော့ဂိုးတွေရရှိဖို့အဝေးကန်ချက်တွေဂိုးတွေ အဝေးကန်ချက်တရားနေပြီးတော့ဂိုးရီရရှိဖို့ကြိုးစားမှုမှာတော်တော်လေးအားကောင်းလာတယ်ပြီးတော့တောင်ပိုင်ကစားမဖြစ်တဲ့ဂျွန်နဗန်20ဒီ62ဟာတို့ဆိုလို့ရှိရင်တော်တော်လေးကောင်းပြီးတော့အပြင်းညံတာကိုလည်းကျွန်တော်တွေ့ရပါတယ်ဆိုတော့ပြန်ပြက်ကစားမရင်းနဲ့ရှင်ပြီးတော့ပြေးတဲ့ခါမှာဘင်္ဂလားဒေ့ရှ်ကစားမတွေရဲ့ပြင်းနှုံးနေရတော်တော်လေးညံတာကိုတွေ့ရပါတယ်ဒီအနေထားတွေကိုကျွန်တော်ကအရင်တော့ဘင်္ဂလားဒေ့ရှ်ပုံစံနဲ့တော့တွားပြီးတော့ short တက်လို့မရပါဘူး ဘလုံးပွဲတပွဲမှာမိနစ်90အတွင်းဘာမှမဆိုဖြစ်သွားနိုင်ပါလေ။တစ်ချိန်တော့ငါတို့ကငေးနိုင်ပါကွာဆိုပြီးတော့သွားပြီးတော့ short တွေ့လို့ကတော့တေးကြတယ်။အိမ်တော့ပြန်စရာမလိုဘူးပေါ့ဗျာကိုယ်အိမ်ကွင်းမှာရှင်ပြန်ကစားရတာဆိုတော့ပြည်သက်တွေညဉ့်ညင်ချင်းတော့ခံရမှာပေါ့။ဆိုတော့ကျွန်တော်ပြောချင်တာကတော့ဘင်္ဂလားဒေ့ရှ်ကိုနိုင်ဖို့ဆိုတော့မြန်မာအသင်းတော်မခက်ဘူး။နီးပြဥကီတဆူရိုအနေနဲ့ဘလို့နီးပြူဟာတွေနဲ့ပွဲထွက်လာမလဲဆိုတာပဲကျွန်တော်ကစိတ်ဝင်စားရမှာ။ လက်ရှိခြေစွမ်းတဲ့ကစားမအင်အားစုဖွဲ့မှုဘိုင်းရဘင်္ဂလားဒေ့ရှ်ကိုနိုင်နိုင်နဲ့ဆွမ်းဆောင်မှုမျိုးတွေမြောက်လက်ယူစင်မျိုးသမီးတင်ပါရှိနေဒါဒါကျွန်တော်တို့ကဟိုဂုံယူပြီးပြောတာလည်းမဟုတ်ဘူးညင်းစရာလည်းမလိုဒါကြောင့်လေဒီအချက်တွေကိုပြန်ပြီးတော့သုံးသပ်ပြီးတော့ပဲဒီအုပ်စုမှာအခက်အခဲဆုံးအသင်းဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်ကိုကျွန်တော်တို့မြန်မာအသင်းကမနိုင်တဲ့အကြောင်းမရှိဘူးနိုင်ကိုနိုင်မ နည်းဆုံးတော့9ကိုးပြက်လောက်နဲ့နိုင်မယ်ဗျာဆိုတော့ဘင်္ဂလားဒေ့ရှ်ကိုနိုင် ပြီးသွားပြီလीအုပ်စုစီမှာကျန်တဲ့နှစ်တင်းအထက်အတွက်ဆရာမလို့ဘာရင်းဆိုတာလဲကျွန်တော်တို့ကလက်ရှိအုပ်စုပွဲစဉ်တပွဲကစားပြီးမှသူ့ရဲ့ခြေစွမ်းကိုတည်သွားပြီနောက်ထပ်တော့အုပ်စုနောက်ဆုံးပွဲကဘာရင်းနဲ့တွေ့မှာဖြစ်ပါတယ်အဲ့တော့ဘာရင်းအတင်းကိုလည်းကျွန်တော်တို့ကစဉ်းစားစရာမလို့ဘင်္ဂလားဒေ့ရှ်ကိုနိုင်လိုက်တာနဲ့2026အာရှဘလခြေစွမ်းပွဲကြီးအောင်သွားပြီဖြစ်ပါတယ် ဒါကြောင့်လေဒီအခြေအနေတွေအားလုံးသုံးသပ်ပြီးတော့ကျွန်တော်ရဲ့အတွေ့အကြုံအရမြန်မာလူ့ရေးစင်မျိုးသမီးတင်ကတေချာပေါ့ဇူလိုင်လ2ရက်နေ့မှာဘင်္ဂလားဒေ့ရှ်အသင်းကိုရန်ကုန်မြို့တူနာကွင်းမှာအနည်းဆုံးတော့9ပြက်လောက်နဲ့အနိုင်ယူပြီးတော့၃ကိုတကို2ကိုကိုမရှိဆိုတဲ့ရက်လက်မျိုးတွေနဲ့အနိုင်ယူပြီးတော့ပြည်သက်တွေကိုပျော်ရွှင်စေမယ်လို့ကျွန်တော်ကတော့သုံးသပ်ချင်ပါတယ် ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့သုံးသပ်ပြီးခဲ့တာကတော့2026အရှာဖလာအမျိုးသမီးအရှာဖလာခြေစစ်ပွဲအောက်စုစီကဒုတိယပွဲစဉ်ဖြစ်တဲ့မြန်မာလေယူစင်အမျိုးသမီးတင်းတဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအတင်းတို့ရဲ့အောက်စုနောက်တစ်ဆင့်တက်ရေးမှာအရေးပါတဲ့အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲအကြောင်းကိုပွဲကြိုအနေနဲ့သုံးသပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုဗီဒီယိုကိုကြိုက်နှစ်တက်မယ်ဆိုလို့ရှိရင် follow ပေးသွားဖို့လည်းမမေ့ကြပါနဲ့။အားလုံးကျေးဇူးတင်ပါတယ်။ နောက်ရက်ဒီမှာလဲကျွန်တော်တို့ဘယ်လိုအားစားဆိုင်ရာ topic အကြောင်းတွေကိုပြောပြီးတော့တင်ဆက်ပေးသွားမလဲဆိုတာစောင့်ကြည့်ကြဖို့ပြောကြရင်ကျွန်တော်ရဲ့အစီအစဉ်ကိုဒီမှာပဲနှုတ်ဆက်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်